ကောင်တော့ surprise day ပဲဖြစ်နေရပေါ့နော်အားလုံးကဟိုဘယ်လိုပြောမလဲလုံးဝရှင်းဝလေတာမသိခဲ့ရဘူးနော်အမှုညာမောင်မိုင်းဆိုတော့ပြိတ္တရသဘောတူတယ်နေ့တော့ live ဖတ်မှုရှိလို့အပြိတ္တရ ship တယ်လို့ပဲထင်တာပေါ့နော်နောက်တော့မှဟိုလာတို့တခြားဟိုသူများကပြောပြတာပါတခြားတယောက်ကအဲပြောပြတာပါအမရဲ့သူတို့သားကိုကြီးဆိုတာကိုလေအဲ့လိုပြောပြတော့မှဟဲဟလာဆိုတော့အဲ့တော့ပြိတ္တရတော့မှတိနေပြီဘူးလားမတိဘူးတော့ဖြစ်သွားတယ်ဟုတ်တခြားသူများ privacy ဆိုတာလေဟုတ် မကိုနဲ့အရန်လိုက်တယ်ပေါ့နော်ဒီကတော့ကိုရဲ့ video ရဲ့လည်းအရန်ချောတယ်အမရဲ့ video ရဲ့လည်းအရန်ချောတယ်ဆိုတော့နှစ်ယောက်သုံးအရန်ကိုဟိုလိုက်ဖက်ညီပါတယ်ဟုတ်ကဲ့မမဆိုပြီးတော့မင်္ဂလာပွဲကြလည်းသူတို့သမီးအရန်လို့ဖြစ်မယ်ပေါ့ကိုကတော့ကိုကြီးတို့ပွဲကြတော့တိုင်းလေးပဲဟာပွဲတက်ဖြစ်တာပါဟုတ်တိ ਊ ရှင်ဟုတ်မတိ ਊ ပေါ့နော်ဝီလာတော့မကြားလိုက်ဘူးပုံနေတက်လာတော့မှအဲ တိရပေါ့ surprise ဖြစ်သွားပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အကိုအမနှစ်ယောက်လောက်ချောတယ်ဆိုတာလေဆီယမဆိုလည်းအရန်လှတယ်ပေါ့နော်ဟိုမင်းမီမင်းမီတယောက်လိုပဲအရန်ချောတယ်ဆိုတော့ဟုတ်နှစ်ယောက်လုံးအာပေါ့နော်ဘဝတစ်ခုကိုပျော်ရွှင်စွာလက်တွဲလက်တွဲသားနိုင်ပါစေလို့လာဆုတောင်းပေးပါတယ်ဟုတ်ဝမ်းသာကြီးမင်္ဂလာကိစ္စတွေပဲဆိုတော့လေဟိုနိုဝင်ဘာကျရင်လည်းဒီမမဆူပြီးတော့မင်္ဂလာပွဲကျရင်လည်းသူတို့သမီးအရန်လို့ဖြစ်မယ်ပေါ့ကိုကတော့ကိုကြီးတို့ပွဲကျတော့တိုင်းလေးပဲဟာပွဲတက်ဖြစ်တာပါဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုအဲ့ဒါတော့ဟုတ်မမဘက်ကဟုတ် မမနေပြီးတော့လုခိုင်းလို့ဟုတ်သူတို့သမီးရန်ပြီးဟုတ်အကောင်မဆာပရိုက်တီးပဲဖြစ်နေရပါတော့အားလုံးကဟိုဘယ်လိုပြောမလဲလုံးဝရှိမ့်ဝလီတာမတိခဲ့ရဘူးပေါ့နော်မမစုပြည့်ဆိုလဲဝလာနဲ့ဟိုစကားသာရိုက်တာမမစုပြည့်ရီးစားဘာတူလဲဆိုတော့လာတကယ်လုံးဝမတိပါဘူးပြီးတော့မမဟိုဝလာဟိုပေါ့နော်ဒီမင်္ဂလာဆောင်ကိုအဖိတ်တယ်ပေါ့နော်ဖိတ်တယ်ပြီးတော့သူတို့သမီးရန်လို့ဖို့ပြောတော့ဆိုရင်အမရဲ့ခင်မုန်းပေါ့နော်ဒီသူတို့သားလားဘာတူလဲဆိုတော့လာတကယ်မတိပါဘူးဝလာကတော့ကိုကြီးနဲ့ပရိသတ်တွေအတိုင်းပဲရှစ်ကြရဲလို့ ပဲအမှုညာမောင်နှမရဲ့ဆိုတော့ပြိတ္တရာသဘောတူတယ်နေ့ရက်သက် live ဖတ်မှုရှိလို့ပြိတ္တရာ ship တယ်လို့ပဲထင်တာပေါ့နော်ပြော်လာမနဲ့စကားရိုက်တုံးလဲမမဖုန်းပြောတာလို့ဖုန်းသုံးတာလေတလုံးဝမရှိပါဘူးလုံးဝမရှိတဲ့ကြောင့်မရဲ့ခင်မောကဘူးလည်းမသိဘူးဒါပေမဲ့ကိုကသတို့သမီးအရန်သာလို့ပြောမှာသတို့သားဘူးလည်းမသိဘူးဒါပေမဲ့အဲ့တော့မမဖုန်းပြောတော့မမကိုလာမမေးလိုက်မိပေါ့နော်ဘာကြောင့်လဲဆိုတော့အာနာလို့ပါအမကိုကြီးပဲလားအဲ့လိုမျိုးမေးရမှာဆိုအာနာတော့ကြာမဟုတ်ခဲ့ရင်လည်း ပြဿနာတက်မှကြောက်လို့အဲ့နဲ့ဟိုလာတိုင်းမဲမသိဘူးနောက်တော့မှဟိုလာတို့တခြားဟိုသူများကပြောပြတာပါတခြားတယောက်ကအဲပြောပြတာပါအမရဲ့သူတို့သားကိုကြီးဆိုတာကိုလေအဲ့လိုပြောပြတာမှဟဲဟလာဆိုပြီးတော့အဲ့တော့ပြိသက်တွေရတာမှသိနေပြီဟိုလာမသိဘူးတော့ဖြစ်သွားတယ်ဟုတ်တခြားသူများ privacy ဆိုတာလေဟုတ်ပါပါတယ်ပါပါတယ်ဟုတ်ဟုတ်အမကိုနဲ့အရန်လိုက်တယ်ပေါ့နော်ဒီကတော့ကိုကြီးရဲ့ video ရဲ့လည်းအရန်ချောတယ်အမရဲ့ video ရဲ့လည်းအရန်ချောတယ်ဆိုတော့နှစ်ယောက်သုံးအရန်ဟိုလိုက်ဖက်ညီပါတယ်ဟုတ်ကဲ့